။တခါတော့ကရွာတရွာမှာဆင်းရဲတဲ့ကောင်လေးတယောက်နေထိုင်ပါတယ်။သူကဆင်းရဲလို့နဲ့အတွက်ကြောင့်မို့လို့ကျန်းရင်ဆိုင်လေးဖွင့်ပြီးရောရောင်းချပေးနေခဲ့ရပါ။သူရဲ့ဆိုင်လေးကရွာတောင်စုံလေးမှာရှိပြီးကျန်းရင်ကိုရောင်းနေခဲ့ပါတယ်။တရမှာတော့သူရဲ့ဆိုင်အရှိမကားတစ်စီးလာရက်ခဲ့ပါတယ်။အကိုကြီးကျမတို့ကျန်းရင်တစ်ခွက်ခဏကြာမှကားပေါ်ကနောက်ထပ်လူတွေဆင်လာခဲ့ပြီး သူဆိုင်ကကျန်းရင်တွေကိုလာတောက်ကြပါတယ်။ကောင်းမထိုင်နေတဲ့ခရီးကျယ်တွေအားလုံးကိုခမရကျန်းရင်ရောင်းပြီးသွားပြီလားကျွန်တော်တို့ကတော့ရောကျန်းရင်မဖြော်ပေးတော့ဘူးလားရတာပေါ့ ကျွန်တော်ဆိုင်ဖွင့်ထားတာကြံရည်ရောင်းဖို့အတွက်ပဲလေကျွန်တော်ကြံရည်ကြိတ်ပေးမယ်နော်လက်စနေတဲ့ကြံရည်တွေကိုတခါတည်းကြိတ်ပေးလိုက်မယ်ကျွန်တော်တို့စကားတွေများနေလိုက်ကြဗျာစကားတွေပြောနေရင်လည်းကြံရည်တောင်ကြိတ်လို့ပြီးပြီရှော့ဒီမှာကြံရည်လက်လက်ဆက်ဆက်လေးရပြီကျွန်တော်ကိုယ်တိုင်ကြိတ်ထားတဲ့ကြံရည်ဘယ်လိုလဲအရသာရှိရလားကောင်းတယ်ကောင်းတယ်ရင်ထဲမှာအေးအေးသွားတာပဲဘယ်လိုလဲတောက်လို့ကောင်းတယ်မလားကောင်းနေကောင်းနေချွချုံမမွေးလေးအရန်တောက်ကောင်းတာပဲကျွန်တော်ကတော့နောက်ထပ်ကြံရည်အများကြီးတောက်ချင်သေးရဲ့ဗျာကျွန်တော်လည်းနောက်ထပ်ကြံရည်တောက်ချင်သေးရဲ့ကြံရည်ကအရန်အရသာရှိရဲ့ချုံမွေးနေရော လောက်လေးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်လည်းအဆင်ပြေမှာမဟုတ်ဘူးကျွန်တော်တို့အခုချိန်ထိစာလောင်နေတော့ပဲကျွန်တော်တို့စာလောင်မှုတွေအကုန်လုံးမပြေသိပ်မချင်းခင်ဗျားကျွန်တော်တို့ကိုဖြော်ရည်တွေစတိုက်နေဒီလိုနဲ့အလောက်ကဖြော်ရည်တွေကိုစတိုက်တောင်းနေကြတဲ့အချိန်ကျန်ရည်တဲ့လေးကလည်းဖြော်ရည်တွေကိုစတိုက်တိုက်ခဲ့ပါတယ်ဖြော်ရည်အဝတောက်ပြီးနောက်မှာတို့အလုံးကလည်းကားပေါ်ကိုတက်နေကြပါတယ်အကိုတို့ဖြော်ရည်တွေတောက်ထားတာအများကြီးပဲလေကျွန်တော်ပတ်စံရှင်းပေးသွားကြပါဦးအကိုတို့အလုံးတောက်ထားတာကအများကြီးပဲဆိုတော့200ကျပါတယ်ဟဲ့အောင်မင်းကငါတို့စီကနေပြီးတော့ပတ်စံတောင်းနေရလား ဘယ်သူစီကနေပြီးတော့ပတ်စံတောင်းနေရတယ်။ငါတို့ဘယ်သူလဲဆိုတော့ကိုမင်းအခုချိန်ထိမသိသေးဘူးနဲ့တွေ့တယ်။ငါတို့အကိုကြီးကဒီဓမြို့လုံးကိုချုပ်ကင်ထားနိုင်နေတဲ့သူပဲ။သူ့ရှိမှစကားပြောမယ်ဆိုရင်တော့ခေါင်းငုတ်ပြီးပြောအခုလိုမန်မာနာထောင်သွားပြီးတော့ပြောလို့မရဘူး။ကွန်နာလေလား။ငါတို့ထွက်သွားတာကိုဘာမှပြောမနေနဲ့ပါးစပ်ပိတ်ပြီးတော့ညှိပြီးကြည့်နေ။မသိဘူး။ကျွန်တော်ကျွန်တော်ရင်မသိချင်ဘူး။မတရားလာမလုပ်ကြနဲ့နော်။ကျွန်တော်ရဲ့ပတ်စံကျွန်တော်ကိုပြန်ပေးကျွန်တော်ကရိုးရိုးတတကြိုးစားပြီးရှောက်ဖွေစားတောင်းနေရတဲ့သူကျွန်တော်စီကနေပြီးတော့မတရားမလုစားကြနဲ့ ကျွန်တော်ပတ်စံလိုချင်တဲ့ဒါပဲဒီကောင်လေးကအတင်းချက်တောင်းနေရဆိုတော့ဘလို့မဆိုသူ့ကိုပတ်စံပေးမှဖြစ်တော့မယ်နေတူတယ်ဒါနဲ့ငါတို့ဖြော်ရည်တောက်ထားတာငွေ300ရကြတယ်မလားကဲသူ့အဝိုင်းရိုက်ကြအချက်200အတီဝိုင်းရိုက်ကြနော်ဒီလိုနဲ့လူစိုးတွေကလည်းကျန်ရင်တဲလေးကိုအချက်200ဝိုင်းရိုက်ကြပါရီကျန်ရင်တဲလေးကတော့နာကျင်လို့လို့အော်ဟစ်နေခဲ့ပါရီဘတ်စကားပေါ်မှာထိုင်နေကြတဲ့ခရီးသည်တွေအားလုံးကိုလည်းသူကတောင်းပန်နေခဲ့ပါရီသူဘလောက်ပဲအကူအညီတန်းတောင်းဘယ်သူမှသူ့ကိုအကူအညီပေးဖို့အတွက်ရောက်မလာခဲ့ကြပါဘူးဒုက္ခပဲဟေးလူစိုးကောင်တွေငါတို့ကောက်ပေါ်ပွားလာတာပဲ ဒီလူစိုးတွေလက်ထဲကနေလွမြောက်ချင်နေဆိုရင်တော့ကောင်းအိုဒီကနေအမြန်ဆုံးမောင်းထွက်ပြေးမကိုဖြစ်မယ်ဒီလူစိုးကောင်တွေဘတ်စကာပေါ်နောက်တစ်ခါကြက်လာမယ်ဆိုရင်တော့ပြဿနာအကြီးအကျယ်ရှာကြလိမ့်မယ် ဟုတ်ကြရင်တယ်လို့မျိုးငါတို့ပေါ့အရိုက်ခံနေရရင်တော့ဒုက္ခပဲဒီလိုနဲ့ခရီးသည်တွေရဲ့စကားကိုနားထောင်ပြီး bus car driver ကချက်ချင်းပဲကမောင်းထွက်သွားခဲ့ပါတယ်။တဖက်မှာကြရင်တယ်လေးကတော့အရိုက်ခံရလို့နဲ့အတွက်ကြောင့်မို့လို့သတိလင့်မိမျောသွားခဲ့ပါပြီ။ကဲဘလို့လဲငါတို့ရှိကနေပတ်စံတောင်းကျင်တဲ့ကောင်မင်းပတ်စံရသွားပြီလား။ငါတို့ရှိကနေမြောက်ပတ်စံလာတောင်းနေသေးတယ်။သူ့ကိုတခါတည်းကြောက်ကန်းပါကနေပြီးတော့ပြစ်ချလိုက်တော့ဘာမှအတုံးမဝင်တဲ့ကောင်ဒီလိုနဲ့လူစိုးကောင်တွေကလည်းကြရင်တယ်လေးကိုကြောက်ထဲကိုပြစ်ချခဲ့ကြပါတယ်။နေပါဦး bus ကပဲရောက်သွားတာလေ။ 哦ငါတို့သူ့ကိုရိုက်နေရကိုကြောက်ရွံ့ပြီးသူတို့ထွက်ပြေးကုန်ကြပြီနဲ့ကျူတယ်ရတယ်ရတယ်ကိစ္စမရှိဘူးနောက်ထပ်ကားတစီရောက်လာတဲ့ခါကျရင်တော့အဲ့ဒီကားဘောပဲတက်သွားလိုက်တော့မယ်ဟိနောက်ထပ်ကားတစီရောက်ရှိလာခဲ့တဲ့အခါမှာလူစိုးတစ်ဖွဲ့လုံးကလည်းအဲ့ဒီကားနဲ့လိုက်ပါသွားခဲ့ကြပါတော့တယ်ခဏကြာမှတော့ကျန်ရင်တယ်လေးကလည်း꽌လွန်သွားခဲ့ပြီးအစိမ့်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့သူရဲ့ဝိညာဉ်ကမလုံမကျွနိုင်ဖြစ်နေပါတယ်သူလည်းတရေကြီးဖြစ်သွားတော့ကိုယ့်အကိုယူကြုံမရနိုင်ဖြစ်နေခဲ့ရပေါ့ငါကရိုးရိုးတသားကျန်ရင်ရောင်းနေခဲ့တာငါ့ကိုမတရားလုပ်သွားကြတယ်ဒီလူတွေကငါ့ကို အခုလိုအဆုံးသတ်သွားအောင်လှုပ်ပြခဲ့ကြတယ်။ငါ့ကိုမတရားလုံးနေခဲ့တဲ့အချိန်မှာကြာတဲ့သူတွေအကုန်လုံးကရက်ကြည့်နေခဲ့ကြတယ်။တအူးတယောက်တောင်မှငါ့ကိုလာပြီးတော့အကူအညီမပေးခဲ့ကြဘူး။သူတို့အားလုံးကဘယ်ကြောမှလှုပ်ပေးမှာမဟုတ်ဘူး။ကျန်တဲ့လေးကတော့သူရဲ့ကျန်ရင်ဆိုင်နာမှာပဲတဝဲလဲလဲနေနေခဲ့ပါတယ်။တရေကြီးကသူရဲ့မျက်နှာကိုအဝဲတစ်ခုနဲ့လဲစီးထားလိုက်ပါတယ်။ဒါမှသူ့ကိုလူတွေကမမှန်မနိုင်ကြောက်ပါလေ။ဒီအမှာတော့ truck ကတစီသူရဲ့ဆိုင်ရှိမှလာရက်ပါတယ်။ကောင်းလေးရေငါတို့ကိုကျန်ရင်နှစ်ခွက်လောက်ပေးပါအောင်။တော်တော်လေးကိုရေးစားနေပြီဟဲ့။သူကလည်းခွက်တွေကိုကင်ပြီးတော့ပြောလိုက်ပါတယ်။ ကျွန်တော်ရဲ့ဆိုင်ကကြံရည်ကိုတစ်ခါတောက်ပြီးသွားရင်တော့နောက်တစ်ခါတောက်ချင်နေလိမ့်မယ်။ပြီးတော့ကြံရည်တိုက်ခဲ့ပါရီ။သူတို့ကလည်းကြံရည်ကိုယူပြီးတောက်နေခင်ရင်ကြံရည်တွေကရုတ်တရက်သွေးတွေအဖြစ်ပြောင်းလဲသွားပါရီ။ဒါပါလို့ကြလေ။ငါတို့ကကြံရည်တောက်ဖို့အတွက်လာခဲ့ရလေ။မင်းငါတို့ကိုဘာရီလာတိုက်နေရလဲ။မင်းကတော့အတော်လေးကိုရိုင်းနေတော့ပဲ။ဒီနေ့ငါရဲ့လက်ထဲမှာမင်းတေဖို့တာပြန်ထားလိုက်တော့ပေဝိဒါလူကိုခမရပြန်တတ်မဲ့အကြောင်းတွေလာပြောနေရပဲခမရတို့ကျွန်တော်ကိုဘလို့ဆုံးတတ်ကြမှာလဲပြောပါအောင်ဟာဟာဟ ရှည်ရတယ်ဟေ့ရှည်ရတယ်ပြောပြီးနောက်မှာဇန်ရင်တဲ့ကောင်လေးကရှည်ပဲရှည်နေခဲ့ပါတယ်ဟေ့ဒုက္ခပဲတရေကြီးပဲဇန်ရင်ရောင်းနေတာကလူမမဟုတ်တာတရေတကောင်ဖြစ်နေတယ်ဒုက္ခပဲကဲကြပါအောင်ကဲကြပါအောင်ကျွန်တော်တို့တရေနဲ့တွေ့နေပြီကဲကြဟေ့ပြေးကြပြေးကြပြေးကြခမရတော့အခုလည်းဇန်ရင်ဆိုပြီးတောက်လိုက်တဲ့အရာတွေကဇန်ရင်မဟုတ်ဘူးအဲ့ဒါကသွေးတွေပဲသွေးတွေဘာဇန်ရင်ဆက်ကြီးကိုတွေ့ရမလားဒါကကျွန်တော်ရဲ့ဇန်ရင်ဆက် ခမရတို့လိုမျိုးလူတွေရဲ့သွေးတွေကိုကျွန်တော်ကဒီကြံရင်ဆက်တဲ့ကနေညှစ်ထုတ်တာဒီတစ်ခါတော့ခမရရဲ့အလှပဲဒီလိုနဲ့နှစ်ယောက်လုံးကိုကြံရင်ဆက်တဲ့ထဲချိန်ပြလိုက်ပါတယ်ပြီးတာနဲ့သူတို့ရဲ့သွေးတွေကိုစုဆောင်ထားခဲ့ပါတယ်တရမတရေကြီးကလည်းကြံရင်ချိန်နေခဲ့တဲ့ချိန်မှာပဲအရှိကနေဘတ်ကားတစ်စီးဖြတ်သွားတာကိုမြင်တွေ့ခဲ့ရပါတယ်ဒါပေမဲ့ဘတ်ကားကတော့ဒီမှာမရက်ပဲနဲ့တကြံမမတ်ဆက်လက်ထွက်ခွာသွားခဲ့ပါတယ် ဒီလိုပဲဒီနေရာကနေကားရီအမြင်ရတဲ့ဖြတ်တန်းသွားလာကြပါတယ်သူတို့ကဒီဆိုင်မမီရဲ့ဘဲနဲ့ရှေ့ဆက်သွားလာနေကြပါတယ်အခုတော့ဘာတွေဖြစ်နေရလဲငါရဲ့ဆိုင်ကကြံရင်ကိုပဲသူမမတော့ဘိုးဆိုင်တော့ငါဘလို့လက်စားချီရမှာလဲငါသူတို့ကိုလက်စားချီအောင်မယ်ဒါကြောင့်တရဲကြီးကလည်းလမ်းမပေါ်မှာတန်မိုးတွေထထခဲ့တဲ့အတွက်နောက်ထပ်ဘတ်စ်ကားတစ်စီးလာတဲ့အခါမှာတော့ကားတိုက်ရပေါက်သွားခဲ့ပါတယ်ဒုက္ခပဲဟေ့ငါတို့ကားပိန်ပေါက်သွားပြီနဲ့ကျူတယ်အခုဘလို့လုပ်မလဲငါတို့ကားပြင်ပြီးတော့မှပဲရှေ့ဆက်သွားလို့ရတော့မှာဘာဖြစ်တာလဲဒရိုင်ဘာကြီးရဲ့ ကားကဘလို့ဖြစ်လို့ရုတ်တရက်ကြီးရက်သွားရတာလေခရီးတွေအလုံးကားပေါ်ကနေဆင်းပေးကြပါကျွန်တော်တို့ကားပိတ်အမြန်ဆုံးလဲမဖြစ်မဲကားတာယာပေါက်သွားလို့ပြဟိုအရှိမကြည့်ပါဦးခမရတို့အနားယူလို့ရတယ်အရှိမကြရင်ဆိုင်တဆိုင်ရှိရဲခမရတို့ဖြော်ရည်လေးပါလေတောင်းနေနေအနားယူကြပါဗျာဒီချိန်အတွင်းကျွန်တော်တို့အမြန်ဆုံးကားတာယာလဲပေးမယ်ကောင်းနေကောင်းနေအခုမှပဲငါ့ရဲ့စီပွားရေးပြန်လဲအဆင်ပြေလာတော့မယ် ီလိုမပေါ့မဟုတ်ရင်ငါရဲ့ဆိုင်မှာအေးတောက်တဲ့သူတယောက်မှကိုမရှိတော့ဘူးတော်တော်များတဲ့သူတွေအကုန်လုံးရဲ့သွေးကိုထုတ်ရမှာဆိုတော့တကယ်ကိုအတော်လေးပြောစရာကောင်းမှာပဲငါဒီနေ့အလုပ်များပြီကဲအကိုကြီးကျွန်တော်တို့ကားပိန်ပေါက်သွားတာနဲ့ခဏအနားယူကြမလို့ခရီးသည်တွေကတော့အများကြီးပဲခမရဲ့ဆိုင်ဒီနေ့ရောင်းကောင်းပြီကျွန်တော်တို့အတွက်ကြိုင်ရင်နှစ်ခွက်အများဆုံးလုပ်ပေးပါအောင်ဗျာရပါတယ်အကိုကြီးရပါတယ်ခဏလေးပဲစောင့်ပါဒါနဲ့ကျွန်တော်ခမရကိုပြောမလို့ကျွန်တော်ကဒီနေရာမှာကြံရည်ချိတ်ရောင်းကြမဟုတ်ဘူး လူသားတွေရဲ့သွေးတွေကိုကြိုက်တာ ကျွန်တော်ကလူသားတွေကိုကြိတ်ပြီးတော့သွေးရောင်းတဲ့သူပဲသူလည်းကြောက်စရာအတန်ကြီးနဲ့ရီမောနေခဲ့ပြီးနောက်မှာတော့လူတွေကိုဆက်ထဲထဲကြိတ်ပြလိုက်ပါတယ်ကဲကြပါအောင်ဗျာကဲကြပါအောင်ကဲကြပါအောင်ကျွန်တော်တို့ကဲကြပါအောင်ခိုင်းတွေကတော့ကြောက်လန့်နေကြတယ်အော်ဟင်းနေကြပါတယ် စက်ထဲထဲကျိတ်ခံရတဲ့သူကတော့ကျိတ်ခံလိုက်ရပြီးကျန်တဲ့သူတွေကတော့ထွက်ပြေးကုန်ကြပါတယ်ဒါပေမဲ့ထွက်ပြေးသွားတဲ့သူတယောက်ချင်းစီကိုသူကအနောက်ကနေလိုက်ပြီးရောတပ်ပြပါတယ်တချို့ကတော့သူကကြောက်ကန်ပါရဲမှာပြစ်ချလိုက်ပါတယ်တချို့ကတော့ရှောင်းလိုက်ဖမ်းပြီးကျန်ရင်ကျိတ်ဆက်ထဲထဲကျိတ်ပါတယ်ဒရိုင်ဘာကဒါရီအားလုံးကိုတွေ့မြင်ခဲ့တဲ့အချိန်မှာကြောက်လန့်တကြနဲ့ချက်ချင်းထွက်ပြေးပါတယ်ထွက်ပြေးနေရင်ထွက်ပြေးနေရင်တူကလည်းထမင်းဆိုင်ဒီဇိုင်းကိုတွေ့သွားပါတယ်။သူလည်းထမင်းဆိုင်ကိုရောက်တော့မှပဲအမောဖြေနိုင်တော့ပါတယ်။ထမင်းဆိုင်မှာထမင်းစားနေတဲ့သူတွေရှိပါတယ်။ဘာဖြစ်ကြလဲ ခမ ्या ကိုကြည့်ရတာမောပန်းနေရောပဲဘာဖြစ်ခဲ့ရလဲတရေတရေကျွန်တော်တရေတွေးခဲ့တယ်တရေကြီးတရေတရေကျွန်တော်ရဲ့ခရီးတွေအကုန်လုံးကိုသူတခါတဲ့အဆုံးတိုက်ပြစ်လိုက်ပြီးကျွန်တော်တို့ကသူရဲ့လက်ထဲကနေခက်ခက်ခက်ခဲနဲ့ထွက်ပြေးလွမြောက်လာခဲ့ရတာအဲဒါကြောင့်ကျွန်တော်အယံမောနေတာခမ ्या တို့ရည်မနေနဲ့ကျွန်တော်ပြောတဲ့စကားအမြင်ဘူးဆိုရင်တော့ခမ ्या တို့ကိုယ်တိုင်တွားကြည့်လိုက်ဖြော်ရည်ဆိုင်မှာခမ ्या တို့တရေတကောင်ကိုမြင်တွေ့ရလိမ့်မယ်သူကတော်လေးကိုကြောက်စရာကောင်းနေပြပြောတယ်ဖြော်ရည်ဆိုင်ဟုတ်လား လွန်ခဲ့တဲ့ရက်အနေငယ်တုန်းကပဲငါတို့ကြိုင်ဆိုင်တဆိုင်မှာကောင်တယောက်ကိုတခါတဲ့အဆုံးသတ်ပြလိုက်တာလေသူ့ကိုကြည့်မရတာနဲ့ကြောက်ထဲမှာတခါတဲ့ပြစ်ချခဲ့တော့ကြည့်အောင်အခုအဲ့ဒီနေရာမှာဘယ်သူကဖြော်ရီထက်ပြီးတော့ရောင်းနေရလဲတရေရှိတယ်ဆိုပြီးတော့ပြောနေရငါတော့မယုံပါဘူးတော့ကြည့်မှဖြစ်မယ်ဒီလိုနဲ့အဲ့ဒီလူစုအဖွဲ့ကလည်းသူတို့အဖြစ်ဇူးလွန်ခဲ့တဲ့နေရာကိုတခါပြန်လဲတော့ကြည့်ကြပါလိမ့်အခုချိန်ထိကြိုင်ရဲတဲလေးကတော့သူရဲ့မျက်နှာကိုအဝေကြီးနဲ့ဖုံးအုပ်ထားစေပါပဲရှောက်ပြောနေရကွာဒီလူတွေရိုးသွားပြီလားမသိဘူးဒီနေရာမှာတရေရှိတယ်တဲ့ ငါတို့လာကြည့်ရပဲဘယ်မှာလဲတရေဘာတရေမှကိုမရှိဘူးဟဲ့အောင်မင်းဒီနေရာမှာတရေတွေဘာတွေကိုတွေ့သေးလားဒီမှာတရေရှိတယ်ဆိုပြီးတော့နာမည်ကြီးနေတော့ငါတို့လာတာကျန်ရင်ဆိုင်တရေလေးကတော့သူရဲ့မျက်နှာမှာရှိတဲ့အဝတ်ကိုဖယ်ရှားပြခဲ့ပါတယ်တွေ့တယ်တွေ့တယ်ငါတရေကိုတွေ့တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတရေကတခြားသူမဟုတ်ဘူးလေငါကိုတိုင်းပဲဒီမှာငါကိုကြည့်ငါကိုတိုင်းကတရေပဲငါ့ကိုမှတ်မိကြလားငါမင်းတို့ပဲစောင့်မျှော်နေခဲ့ရမင်းတို့မလာမချင်နောက်ထပ်သူတွေအများကြီးကိုငါဒုက္ခပေးအောင်ပါပဲ နောက်ဆုံးမင်းတို့ငါးစီကိုကိုရိုင်းကိုကြရောက်လာတယ်ဆိုတော့လေကောင်းတာပဲမင်းတို့ကတကယ်ကိုမတရားတဲ့သူတွေငါ့ဘော်ကိုမတရားလုပ်ခဲ့ကြတယ်မင်းတို့ငါကြာကြီးစောင့်မျှော်နေကြတာသိရဲ့လားဒုက္ခပဲကိုကြီးဒါကတကယ်ကိုတရေကြီးပဲတရေကြီးဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ဒီကနေအမြန်ဆုံးထွက်ပြေးသွားတာပိုကောင်းမယ်နဲ့တွေ့တယ်နော်ခဏနေပါဦးငါရဲ့ဖြော်ကြီးကိုမတောက်ပဲနဲ့မင်းတို့ဒီကနေပြီးတော့ဘယ်ကိုသွားကြမလို့လဲဒီကနေဘယ်သူမှသွားလို့မရဘူးငါကြံရင်ကြိတ်ပေးမယ်ခဏဆောင်ကဲကျော်ဒီမှာကြံရင်ကြိတ်ပြီးသားရှိတယ်တောက်ကြအောင်တောက်စမ်းဒါကိုတောက်ကြလို့ပြောနေရလေခဏနေပါဦး မင်းတိုင်းနေရကကြံ့အိမ်မဟုတ်ကြ။ဒါကသွေးတွေပဲ။ငါတို့ဘာလို့တောက်ရမှာလဲ။ငါတို့ဒီသွေးတွေကိုလုံးဝမတောက်နိုင်ဘူး။ဟိုတနေ့ကတော့ကမင်းတို့ငါကိုရိုက်ရိုက်ပြီးသွေးတွေအများကြီးထွက်အောင်လုပ်ခဲ့ကြတယ်လေ။နောက်ဆုံးငါအသက်ထွက်သွားတဲ့အထိပဲ။ငါအသက်မထွက်ခင်မှာမင်းတို့ကငါကိုခြောက်ကမ်းပါးတွေအောင်ပစ်ချခဲ့ကြသေးတယ်။ဘယ်သူလဲ။ဘယ်သူလဲ။အခုချိန်ထိငါမမှန်မိကြသေးဘူးလား။လွန်ခဲ့တဲ့ရက်အနှဲငယ်တုန်းကဒီမှာကြံ့ရောင်းခဲ့တဲ့သူကငါပဲ။ မင်းတို့ဖျော်ရည်ကိုအဝအပြဲတောက်ပြီးတော့ငောက်ငွေးနေရလေးပေးဖို့တွန့်တိုခဲ့ကြရဲ့ငါလည်းအစိမ့်တေတေခဲ့ရပြီးရဲ့နောက်အခုဆိုရင်တော့မကြောလို့တဲ့တရေကြီးတကောင်ဖြစ်သွားခဲ့ပြီမင်းတို့သုံးယောက်လုံးကအဆုံးသတ်ဖြစ်ပြီးသွားတဲ့အခါကျလို့ရှင်တော့ငါလည်းလူငယ်ချမ်းသာခွင့်ကိုရရှိသွားမှာပဲအခုချိန်ထိငါမလွတ်မြောက်နိုင်သေးဘူးအဲဒါကြောင့်မင်းတို့ကအဆုံးသတ်ပြည့်မှဖြစ်မှာဒီချိန်မှာလူစိုးတွေကလည်းအရန်ကိုကြောက်ရွံ့တောင်းလှုံနေကြပါသေး ဒါပေမဲ့တရေကြီးကတော့သူတို့ကိုခွင်းလုံးပေးခဲ့ပါဘူးသူတို့အားလုံးကိုကြံ့ကျိတ်ဆက်ထဲထည့်ပြီးတခါရဲသွေးတွေထုတ်ပြခဲ့ပါတယ်နောက်ဆုံးမှာတရေကြီးကလည်းလက်စားချေပြီးသွားတဲ့အခါမှာတော့လူငယ်ချမ်းသာကွင်းကိုရှောက်ဖွေတွေ့ရှိသွားခဲ့ပါတယ်သူလိုမျိုးသွားခဲ့ပြီးဒီနေရာလေးကလည်းအေးချမ်းသွားပါတယ်